မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 1ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပြည်ကြီးတော်မြို့နယ်မှာရှိတဲ့ဇာခွဲရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခံရပြီးတော့ပြူစောတိတချို့ထိခိုက်မှုရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘားလ30ရက်နေ့ညနေ6နာရီဝန်းကျင်ကပြည်ကြီးတော်မြို့နယ်56လမ်းနဲ့133လမ်းတောင်မှာရှိတဲ့ဇာခွဲရက်ကွက်အုပ်ချုပ်ရေးမှူးရုံး ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီးတော့ရုံးအတွင်းမှာရှိတဲ့ပြူစောတိတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံတချို့ကပြောပါရယ်ပြူစောတိတွေအထိခိုက်ရှိပေမဲ့ကနအူးသတင်းအရတော့အတိအကျကိုမသိသေးပါဘူးလို့ မန္တလေးမြေပြင်သတင်းများကိုရေးသားနေတဲ့ Voice of Mandalay Channel ကရေးသားထားပါတယ်။ဒါအပြင်ဆယ်နှစ်အရွယ်ကလေးငယ်တအုပ်နဲ့အသက်29နှစ်အရွယ်အမျိုးသားတအုပ်တို့မစိုးရိမ်ရတဲ့အသေးစားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ရုံးရှိမှာရှိတဲ့ကာနစီလဲထိခိုက်ပျက်စီးမှုတွေရှိခဲ့ကြောင်းဒေသခံတချို့ကပြောပါတယ်။ဘုံပေါက်ကွဲပြီးတဲ့နောက်စစ်ကောင်စီတပ်သားများရရှိလာပြီးတော့လမ်းသွားလမ်းလာလူငယ်များကိုဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့သိရပါတယ်။ ၎င်းတိုက်ခိုက်မှုကိုဘယ်အဖွဲ့ကပြုလုပ်သွားလဲဆိုတာကိုတော့ထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။အော်တိုဘားလာ၁၈ရက်နေ့ကလည်းမန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာရှိတဲ့တရုတ်ကောင်စစ်ဝင်ယုံလက်ပစ်ဘုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုခံခဲ့ရတယ်လို့သိရပါတယ်။သို့တော်လည်းအဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုကိုတော်လိုင်းအဖွဲ့အစည်းများနဲ့တရုတ်အစိုးရကြားနားလည်မှုလွဲစေရန်စစ်ကောင်စီကတမဲလှုပ်ဆောင်ခြင်းဖြစ်နိုင်တယ်လို့တော်လိုင်းရဲဘော်တချို့ကသုံးသပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ခြေွေမြို့နယ်ဖီမော်ဒေတာအခြေစိုက်စစ်ကောင်စီလက်အောက်ခံနေကြားစောက်တက် BGF 1339တက်တရင်ဌာနချုပ်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကအောက်တိုဘာလ31ရက်နေ့မှာတင်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီလက်အောက်ခံဦးစကုံတရင်ဦးဆောင်တဲ့ကချင်အထုဒေတာတက်နေမြေမှာဖီမော်ဒေတာအခြေစိုက် BGF 1339တက်တရင်ပန်ဝါဒေတာအခြေစိုက် BGF 1339တက်တရင် ကံပိုက်တီစင်ကြိုင်ဒေသအခြေစား BGF 1333တိုက်ရင်များရှိရာအဲ့ဒီတိုက်ရင်၃ခုစလုံးရဲ့တိုက်ရင်ဌာနချုပ်များကို KIA ကတိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်လို့သိရပါဗျ။ BGF 1333တိုက်ရင်ဌာနချုပ်ကိုတိမ့်လိုက်ပြီးလို့တော့သတင်းရတယ်။ကံပိုက်တီမှာတော့စစ်ကောင်စီတပ်စခန်းကျန်သေးတယ်။ဖီမော်ကန့်ဖတ်ဘက်မှာတော့ပြည်သူစစ်နဲ့ BGF စခန်းတွေကျန်အောင်မယ်။တိုက်ရင်ဌာနချုပ်ကတော့ဂုံပြီလို့ကချင်စီရေးသတင်းရေးမြစ်ကပြောဆိုထားပါဗျ။တခြားစီရေးသတင်းရေးမြစ်တအုပ်ကလည်းမြန်မာတရုတ်နယ်စပ်ဖီမော်ဒေတာမှာရှိတယ်။အမတ် 1331တနေသားဆောင်တရင်ဌာနချုပ်စခန်းကိုအော်တိုဘန်လ31ရက်နေ့ညနေ6:20မိနစ်မှာအပိသက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။ KIA အနေနဲ့စက်တင်ဘာလကုန်ပိုင်းမှာကချင်အထူးဒေသတဲ့နယ်မြေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများသိမ့်ပိုက်တဲ့စစ်စင်ရေးကိုအရှိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်ခဲ့ရာပန်ဝါချီပွေစော့လော်မျိုးများနဲ့စစ်ကောင်စီဗျူဟာစခန်းများတပ်စခန်းများပြည်သူစစ်နယ်နယ်သားဆောင်စခန်းများကိုဇက်တိုက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။31ရက်နေ့မှာသိမ့်ပိုက်ရရှိခဲ့တယ်ဆိုတော့ BGF 7331တက်ရင်ဌာနချုပ်ကစစ်တုံးမှန်းရရရှိမှုရှိမရှိပြည်သူစစ်နဲ့ BGF တပ်ဖွဲ့ဝင်များ KIA ထံမှပူးပေါင်းမှုရှိမရှိလက်နက်ခဲယမ်းများတိမ့်ပိုင်မှုရှိမရှိကိုတော့အခြေအနေများကိုဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ် KIA အနေနဲ့မြန်မာတရုတ်နယ်စပ်ကံပိုက်တီမြို့ကိုဆက်လက်ပြီးတော့တိမ့်ပိုင်နိုင်မဲ့အခြေအနေရှိမရှိကိုကချင်စီရေးသတင်းမြစ်အားမေးမြန်းကြည့်ရမှာ သူတို့ကလက်နက်ချမှာပါမချရင်တော့သိမ်းမှာပဲလို့ပြောဆိုထားပါတယ် KIA ကဇွန်လအတွင်းမှာလဲစတုံးဒေတာမှာရှိတဲ့စစ်ကောင်စီရဲ့ဗျူဟာအပါဝင်စစ်ကောင်စီစခန်းများပြည်သူ့စစ်နဲ့ BGF စခန်းများကိုသိမ်းပိုက်ထားပြီးတော့မြို့ကိုလည်းအလုံးစုံသိမ်းပိုက်ခဲ့ကြအောင်တရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာဂိတ်ဖွင့်ပြီးတော့စစ်စေးရေးလှုပ်ဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခိုက်ရာ ၃ဦးတိမ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ31ရက်နေ့မနက်၈နာရီခန့်မှာတောင်တာမြို့နယ်ရုံးစင်ကြီးရဲစခန်းကထွက်လာတဲ့အင်အား15ဦးပါတဲ့ရဲတပ်ဖွဲ့ဝင်များဟာစခန်းအနီးမှာရှိတဲ့မိထီလာတောင်သာလမ်းပိုင်းမှာဂိတ်ချပြီးတော့ခရီးသွားတဲ့ပြည်သူများရဲ့ကားနဲ့ဆိုင်ကယ်များကိုတားဆီးနှောက်ယှက်ဆက်ဆင်းနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာရဲတအုပ်ပွဲချင်းပြီးတိမ်ဆုံသွားပြီးတော့ကျန်တဲ့တအုပ်ကတော့ပြင်းထန်ဒဏ်ရာနဲ့ဆေးရုံမှာထပ်မံတိမ်ဆုံခဲ့တယ်လို့သိရပါဗျ။ဒါအပြင်နှစ်ဖက်ပစ်ခတ်မှုအတွင်းမှာရဲတရင်ပိမောင်မြင့်ဆို သူလဲရဲများရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးခဲ့တယ်လို့သိရပါတယ်မနက်ပိုင်း၈နာရီ၂၀လောက်ကတောင်တာနဲ့မိထီလာလမ်းပေါ်မှာရှိတဲ့တိုက်နယ်စခန်းဖြစ်တယ်ရုံးစင်ကြီးရဲစခန်းနဲ့ဆိုမီတာတစ်ထောင်လောက်ပဲဝေးတယ်ပေါ့အဲ့ဒီမှာသူတို့အများပြည်သူတွာလာနေတဲ့လမ်းပေါ်မှာဂိတ်ချဆက်ဆဲပြီးတော့ငွေကြေးကောက်ခံဆက်ဆဲနေတဲ့အချိန်မှာ ကျွန်တော်တို့ကပျောက်ကြားစနစ်နဲ့ဝင်ပြစ်တာပေါ့ဝင်ပြစ်တာကတော့9မိနစ်တောင်မကြာပါဘူးမျက်မြင်ကတော့တကောင်အဲ့ဒီနောက်မှာမှောက်နေတယ်ကျန်တဲ့တကောင်ကတော့ဆေးုံရောက်မှသေသွားတယ်ကျွန်တော်တို့လာတဲ့အချိန်မှာရဲခွေးတွေရှေ့မှာစိုက်ကဲရက်ပြီးတော့ PDF တွေလာနေပြီလို့ပြောတဲ့မောင်မြင့်ဆိုတဲ့ဒလန်ကိုသူတို့ဘက်ကပြစ်လိုက်တဲ့ကြီးစံမှန်ပြီးတော့သေသွားတယ်လက်နဲ့တွေတော့မကောက်နိုင်ခဲ့ဘူး15កောင်မှာ3កောင်လောက်ပဲလမ်းပေါ်မှာသေတယ်ကျန်တဲ့កောင်တွေကတိုက်အမြင့်နေပေါ်မှာနေရာယူထားတာဖြစ်လို့ကျွန်တော်တို့ဘက်ကအဲ့ဒီ3កောင်ကိုဝစ်ပစ်ပြီးတော့ပြန်ဆုတ်လာခဲ့ရတယ်လို့ PDA People Defense Force အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အထူးစစ်ဆင်ရေး MDSO ရဲ့ဒစိမ့်တပိုင်းအဖြစ်နဲ့ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့တောင်တာမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့နဲ့နေပြည်တော်ရှေ့ရတဲ့တိုင်ရင်မိထီလာပကဖစင်ကိုင်ပကဖတောင်တာပလဖကြောင်ပတော်ပကဖနဲ့ညောင်ဦးခရိုင်ရင်းတက်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မြင်းကြံခရိုင်အထူးစစ်ဆင်ရေး MDSO ကိုအရှိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်ရန်မြင်းကြံခရိုင်ထိုးစစ်မြိုင်ကမ်ပိန်းမှာ ပြည်သူအားလုံးပူးပေါင်းပြီးတော့ပါဝင်ပေးကြပါရဲ့မေတ္တာရက်ခံထားတယ်လို့ TDA People Defense Force အဖွဲ့ကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းတရချောင်းမြို့နယ်နဲ့လောင်းလုံးမြို့နယ်တို့မှာ ၎င်းစီးရဲလိုက်လံကောက်ခံနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်တပ်ဘက်က၈ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ15ရက်16ရက်19ရက်နေ့တွေမှာတရချောင်းမြို့နယ်အတွင်းမှာရှိတဲ့ရန်တောင်ရွာတင်းကျွန်းရွာနဲ့လောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ညင်းမော်ရွာတို့မှာဒကောင်စီးများလိုက်လံကောက်ယူခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက၃ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးထက်မနည်းသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ ဖုံးတော်ကြီးเจ้าများဖျားစီတွေနဲ့ပြည်သူများရဲ့နေအိမ်များမှာနေရယူတက်ဖြတ်နေပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုလည်းခိုးယူဖျက်ဆီးမှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Sky Ghost Drone Force SGDF တဝဲတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မဟာမိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်လာဝကရုံးရှိမှာအကြမ်းဖက်စစ်တပ်ကစိတ်ရောဂါဝေဒနာခံစားနေရတဲ့ဂဘူးရွာသားကိုကျော်ခိုင်ကိုပြစ်တပ်ပြီးတော့ PDF စစ်ဝတ်ဆောင်ကိုဝစ်ဆင်ပေးပြီး ဓာတ်ပုံရယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ31ရက်နေ့မနက်9:00နာရီကမှလောင်းလုံးမြို့လဝကရုံးရှိမှာဂိတ်ဆောင်နေတဲ့စစ်သားများကစိုက်ကယ်စီးလာတဲ့ဂဘူရွာသားစိတ်ရောဂါဝေဒနာခံစားနေရတဲ့ကိုကျော်ခိုင်ကိုပြစ်တက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးပြစ်တက်ပြီးတဲ့နောက်မှာစစ်တပ်ဂိတ်ထဲကစစ်ကောင်စီတပ်သား9ဦးကအရွက်ဝင်းနဲ့ထွက်လာပြီးတော့ကိုကျော်ခိုင်ကို PDF ဝတ်စုံဝစ်ပေးပြီးဓာတ်ပုံရယူသွားတယ်လို့သိရပါတယ်။31ရက်နေ့မနက်9:00နာရီဝန်းကျင်လောက်မှာပေါ့ပြည်သူတအုပ်ကိုစစ်ခွဲတွေကပြစ်တက်လိုက်တယ်လို့သိရတယ်။အဓိကကသူကစိတ်ရောဂါဝေဒနာခံစားနေရတာသူဆိုင်ကယ် ဲ့လာတဲ့အချိန်မှာပြစ်တက်လိုက်တာသူကစိတ်ရောဂါဝေဒနာခံစားနေရတော့စစ်ခွေးတွေဂိမ်းမှာတားထားတဲ့ခြံစည်းရုပ်ကိုဆင်းဖယ်ပြီးစိုက်ကဲမောင်းထွက်သွားတာအဲ့ဒါကိုစစ်ခွေးတွေကလိုက်ပြစ်တာအဲ့လိုပြစ်တက်လိုက်ပြီးတဲ့အခါကျမှ ဂိတ်ထဲကစစ်ခွေးခုနှစ်ကောင်ထွက်လာတယ်အလောင်းကိုလာကြည့်ပြီးတော့ PDF uniform ဝတ်ပေးပြီးတော့ဓာတ်ပုံမှတ်တမ်းရိုက်တယ်အဲ့လိုဝတ်ပေးပြီးတော့အလောင်းကိုလမ်းဘေးမှာပစ်ထားခဲ့တယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲမော် Share တို့ကပြောကြားထားပါတယ်လက်တလုံးမှာကိုကျော်ခိုင်ရဲ့ရုံအလောင်းကိုနိုင်ရေးကူညီမှုအဖွဲ့များကတဝဲစေးရုံကြီးရင်ခွဲရုံကိုပို့ဆောင်ပေးလိုက်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းဒဝယ်မြို့ပြင်မှာတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကမော်မရှောင်ရွာကိုဝင်းအောင်စီးနှင်းမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ29ရက်နေ့မနက်6:00နာရီကမှဒဝယ်မြို့ပြင်မှာရှိတဲ့မော်မရှောင်ရွာအနီး တက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့အဲ့ဒီနေ့မွန်လွဲပိုင်းမှာငင်းထွေးရွာဘက်ကိုရန်တမ်းပြီးတော့ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ဒေသခံပြည်သူတအုပ်သိမ်းဆုံးပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ31ရက်နေ့မနက်အစောပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကမော်မရှောင်ရွာကိုဝင်ရောက်စီးနင်းပြီးတော့ပြည်သူပိုင်းနေအိမ်များအတွင်းမှာရှိတဲ့တံမိုးကြီးတဲ့ပစ္စည်းများကိုလည်းခိုးယူသွားပြီးကျေးရွာအတွင်းကနေပြန်လည်ထွက်ခွာသွားတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်စစ်ကြောင်းများဒဝယ်မြို့ပြင်မှာရှိနေတဲ့အတွက်ကြောင့်ဒေသနေပြည်သူများဟာတိုက်ပွဲဖြစ်ပွားတဲ့နေ့ကစတင်ပြီးတော့လက်ရှိအချိန်ထိကိုစစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။29ရက်နေ့ကတိုက်ပွဲဖြစ်ပွားတဲ့အနီးနားမှာရှိတဲ့မောင်မရှောင်ရွာကို31ရက်နေ့မနက်ပိုင်းမှာစစ်ခွေးတွေကမီးဝင်ရှုပ်သွားတာပြည်သူတွေကတော့ဆက်လက်ပြီးတော့တိမ်းရှောင်နေရတော့မယ်ရွာကပျက်စီးမှုအခြေအနေကတော့မသိရသေးဘူးလို့ဒေသနေပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံပလူမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကကြည်စုရွာနဲ့ကြောက်တန်းရွာကိုမိရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းများအပါအဝင်နေအိမ်900ကျော်ပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ30ရက်နေ့မှာအကြမ်းဖက်စစ်တပ်က drone နဲ့ဘုံးသီးချပြီးတော့တိုက်ခိုက်မှုကြောင့်အိုင်ပေါင်းချောင်ရွာကအမျိုးသားတဦးဘုံးစားထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အိုင်ပေါင်းချောင်ရွာကဘုန်းကြီးကျောင်းအတွင်းစစ်ဆောင်နေတဲ့အမျိုးသား34ဦးနဲ့အမျိုးသမီး3ဦးစုစုပေါင်းပြည်သူ38ဦးကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးပြီးတော့ကန့်ဘလူ63936တပ်ကရတပ်ထဲကိုခေါ်ဆောင်သွားတာက အခုအချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါအပြင်အဲ့ဒီနေ့မွန်လွယ်ပိုင်းမှာကံဘလူမျိုးနဲ့ကာဘိုးတိုက်နယ်အတွင်းမှာရှိတဲ့ကြည်စုရွာနဲ့ကြောက်တန်ရွာတို့ကိုအကြမ်းဖက်ဆက်တက်နဲ့ပြူစောသည့်ပူးပေါင်းအင်အား160ခန်းကဝင်ရောက်ပြီးတော့မိရှို့ဖျက်ဆီးပြီးဒရုန်းများနဲ့ဘုံသီးချတိုက်ခိုက်ခြင်းကြောင့်ကြည်စုရွာကဖုန်ကြီးကျောင်းနှစ်ကျောင်းနဲ့ပြည်သူဝိုင်းနေအိမ်400ခန်းမိလောင်ပြကြပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ကြောက်တန်ရွာကဖုန်ကြီးကျောင်းမြောက်ကျောင်းစာတင်ဆောင်တစ်ဆောင်နဲ့ ပြည်သူပိုင်နေအိမ်အလုံး300နီးပါးလဲမိလောင်ပြကြပျက်စီးဆုံးရှုံးခဲ့ကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။တိုက်ပွဲမဖြစ်ဘူး။မြေပြင်မှာလည်းထိတွေ့မှုလုံးဝမရှိပါဘူး။လက်တလောတော့ကြောက်တိုင်တဲ့ခြေစုပ်ကပြည်သူတွေရှောင်နေရတယ်။အိုင်ပေါင်းချောင်ရွာကပြည်သူတွေဖမ်းခံရတာလဲ။အော်တိုဘာလ30ရက်နေ့ကလေးကပဲလို့ကျွန်းလကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကန့်ဘလူခရိုင်ကတာဝန်ရှိသူကပြောကြားထားပါတယ်။မိရှုဖြတ်စည်းခံရတယ်။ခြေစုပ်ရွာနဲ့ကြောက်တိုင်ရွာများဟာလွန်ခဲ့တဲ့နှစ်နှစ်ကလည်းဝင်ရောက်ပြီးတော့မိရှုဖြတ်စည်းခံခဲ့ဘူးတဲ့။ ကြီးပါများဖြစ်တယ်လို့သိရပါဗျ။ပြည်သူများဟာနောက်ပိုင်းမှအိမ်ပြန်ဆောက်ပြီးတော့ဝင်ရောက်နေထိုင်ခဲ့တဲ့အချိန်ကြမှာအခုအချိန်မှာတော့ဖုန်ကြီးကြောင်းမှာမကြမ်းမီရှို့ဖြတ်စည်းခံလိုက်ရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်း၊နိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။